ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဖျားရှင်ပေါ်ကြည်ညိုယုံကြည်မှုအလီငယ်လေးကရွာတရွာမှာသူ့ရဲ့ဇနီးဖြစ်သူဖာတီမာနဲ့အတူနေထိုင်ကြပါတယ်။အလီငယ်လေးဟာသူ့ရဲ့စိတ်ရဲမှုအယံကိုစိတ်ညစ်နေပါတယ်။ ူမှာကိုပိုင်အိမ်ချမ်းမြေလည်းမရှိသလိုကိုပိုင်အလုပ်လည်းမရှိပါဘူးတနေ့ကအလုပ်ကျန်းလုပ်ရတဲ့ရူဘီ20 30ကနှစ်ချိန်စာစားကြပဲရပါတယ်အလီရဲ့ဇနီးဖြစ်သူပါတီမာဟာအလာကိုအရန်ယုံကြည်ပါတယ်တနေ့ကိုအမြဲနာမ၅ချိန်ဖတ်ပါတယ်တနေ့သူမနာမဖြစ်ပြီးထားတော့ဖာတီမာနေ့ရက်အလာကိုရှုံပြီးနေ့တနေ့၅ချိန်နာမဖတ်တာလဲဘာမှမတူနေ့အလာနှလုံးသားကြမ်းတက်နေနူးညံ့တဲ့နှလုံးသားရဲ့တောင်းဆိုမှုမကြောင် အဲ့လောက်ထိဖျားမရှိကုန်နဲ့အခုနားထောင်ရအရင်ကရောနားထောင်ခဲ့လို့လားအဲ့လိုပဲစီးရဲနေရပဲပြီးတော့ဒီလောက်နှစ်တွေကြာရင်မှလည်းကလေးမရတာပြဿနာတစ်ခုဒါပေမဲ့အလာကျမတို့ပြောတာနားထောင်ပေးမယ်လို့ယုံကြည်ရဲ့ကျမရဲ့ဆူတောင်းနဲ့အလာကိုကျမယုံကြည်ရဲ့တနည်းကျမတို့ဆူတောင်းစကားတွေအလာနားထောင်မှာပါကျမတို့ဒုက္ခအလုံးအလာနားထောင်ပါလိမ့်မယ်အလာရဲ့အိမ်တော်မှာအနှောင့်အယှက်မှုရှိနေပြီမဲ့အလေးမမဲ့နိုင်ပါဘူးကဲကြည်ကြသေးရပါ့ နေရဲ့နေညနာမဖတ်မှုစွတားမှု အလားပါအကျိုးရလက်ပေးမလဲဆိုတော့ငါလောက်သွားရှာလာအောင်မေအလောက်ကျမ်းရလဲလောက်ရတာပေါ့ဖာတီမာဟာသူ့ရဲ့အလားအရမ်းမယုံကြည်ပါဘူးဒါပေမဲ့အလီဟာအလားကိုမယုံကြည်နိုင်ခဲ့ပါဘူးသူရဲ့စိတ်ရဲမှုနဲ့ကလေးမရမှုဟာသူရဲ့ကံမှာပဲအလားပါလို့ရေးထားရလဲလို့ထင်နေပါတယ်ဒီမှာနားထောင်အိမ်မှာဘာမှစားကြရမရှိတော့ဘာချက်ပြီးဘာစားရမှာလဲငါလဲဘာလုပ်ရမလဲဖာတီမာဒီနေ့အလုံရှင်စီသွားတယ် အခုချိန်လောက်ရှာမရှိဘူးလို့မလို့ဘူးအရှင်းအယုံမှာဒီဒုက္ခတော်ရရလွတ်မြောက်သူ့ကူညီမှာပါဒီမှာစံနေနဲ့ကြံတော်ရေးနဲ့ပြုတ်ထားရှင်းစားလိုက်ပါစိတ်အားမငယ်ပါနဲ့ဘာမှမဖြစ်ဘူးမနှက်ဖြက်အလုပ်တည်ရခြင်းရမှာပဲတော်ပါတော့ဖာဒီမာရေအဲ့လောက်ကြီးအလပေါ်မျက်လုံးမိတ်ပြုံမှာနဲ့ငါတို့လိုစင်းရဲတဲ့သူတွေရဲ့စွတ်တောင်လက်ခံမှာမဟုတ်ဘူးဖာဒီမာအလီပြောတာနားထောင်ပြီးစိတ်ညစ်သွားပါတယ်သူမဟာညတိုင်းဖျားရှိကိုပြီးမှအိပ်ပါတယ် ရန်ဆန်နဲ့ရထူးရမျက်အချိန်မှာ သူမအမြဲရိုစာကြက်မိုင်းစိတ်ရင်နဲ့နာမလေးဖတ်ပိုင်းဒီနေ့ဖာတီမာအိမ်နေချင်းအိမ်မက်မှတ်ပိုင်းထပါဖာတီမာနေဟာငါ့အရန်ယုံတာပဲနေရဲ့စိတ်ရင်အမှန်နဲ့ရန်ဆန်စွတ်တောင်းမှုတွေလှုပ်တယ်မိရဲ့စွတ်တောင်းမှုငါသဘောကျတယ်မကြခင်မိရဲ့စိတ်ဆင်းရဲမှုတွေပပျောက်သွားမှာပါအရှင်ကျမအရှင်ကိုယုံကြည်ရဲ့ကျမရဲ့စိတ်ညစ်ကြရေးပပျောက်လုံးမယ်ဆိုတာဖာတီမာအိမ်ရာနိုပြီးဟိုဘက်ဒီဘက်ကြိလိုက်ပါ ဒါပေမဲ့ဘသူမှမရှိခဲ့ပါဘူး။သူမအလာကိုသတိရလိုက်ပိုင်းပြီးတော့ဖြစ်သားကုန်စင်အလီကိုပြောပြလိုက်ပိုင်း။ယောက်တာနားထောင်အလာကျမအိမ်မက်ထဲကိုလိုက်နင်တို့ရဲ့ဆင်းရဲမှုတွေမကြခင်ပပျောက်တော့မယ်လို့ပြောတယ်။ဖာတီမာအိမ်မက်ကအိမ်မက်ပဲ။အိမ်မက်ကဘယ်တော့မှအမှတ်မဖြစ်နိုင်။ဒါပေမဲ့အိမ်မက်ထဲမှာဆိုပေမဲ့လေနေအလာတွေ့ခွင့်ရရင်ကဲငါသွားလိုက်အောင်မေ။ဆရာခါကြီးအလုပ်ရမလားလို့။အလီကဆရာခါကြီးကိုသွားလိုက်ပိုင်း ဒါပေမဲ့ဘာလုံးမမရပါဘူး။အလီကစိတ်ပြက်ပြီးအိမ်ပြန်လာတော့လမ်းမှာစဉ်းစားပါ යි ။ဒီနေ့ကမှပတ်စံတပြားမှလည်းမရှိဘူး။စားဖို့တောက်ဖို့ဘလို့စီစီရမလဲ။သွားရင်သွားရင်နဲ့အဝေးတနေရာရောက်သွားပါ යි ။သူ့နောက်ကအတန်တန်ကြားလိုက်ရပါ යි ။အကိုနားထောင်မအောင်ကျွန်တော်ခေါ်နေရပါ။ဟုတ်ကဲ့ပြောပါဘာဖြစ်လို့လဲ။အကိုဆီယာကောက်အလောက်တောင်းနေရောကျွန်တော်အဲ့မှာပဲထိုင်ပြီးခမားတို့စကားတွေနားထောင်နေရ။ကျွန်တော်ခမားလိုငှက်မျိုးရှာနေရ။ ခမ ्या ကျွန်တော်အိမ်မှာအလုံးလုံးမလားကျွန်တော်ဈေးကောင်းပြိမယ်လေဗျာခမ ्या နာမည်ပါလေဟုတ်ကဲ့ကျွန်တော်နာမည်အလီပါဗျာအခုကျွန်တော်ပတ်စံအရန်လိုအပ်နေကျွန်တော်အလုပ်ပင် အရန်ကျေးဇူးတင်မိပါပဲပြောပါဘာလုပ်ပေးရမလဲဦးလေးမကစန်းစန်းရေလိုချင်နေရကြပြီ ရေယူပြီးလိုအပ်တဲ့သူတွေတိုက်ချင်လို့မက်ဂျစ်ကလည်းအဝေးကြီးဦးလေးရအသက်လည်းကြီးပြီဆိုတော့အဝေးကိုပြန်ရင်မောလာတယ်ဦးလေးတို့မက်ကိုင်းပတ်ပတ်လည်းပတ်ပေးနိုင်မလားပြီးတော့ခြေခက်လာပေးနိုင်မလား တကယ်လို့လုံပေးနိုင်ခင်ဦးလင်းရူဘီတသိမ့်ပေးမယ်။ငှက်အိုကြီးရဲ့စကားနားထောင်ပြီးတော့အလီကနှစ်မိနစ်လောက်ထိအံ့ဩပြီးမယုံနိုင်ခဲ့ပါဘူး။အချိန်တို့အတွင်းပတ်စံတသိမ့်ရမယ်ဆိုတော့ကိုပေါ့။ငှက်အိုကြီးရဲ့စကားနားထောင်ပြီးအလီကနှစ်မိနစ်လောက်ထိအံ့ဩပြီးမယုံနိုင်ခဲ့ပါဘူး။အချိန်တို့အတွင်းပတ်စံတသိမ့်ရမယ်ဆိုတော့ကိုပေါ့။ကောင်းပါပြီဦးလေး။ဦးလေးအတွက်မကားကနေဇဇန်ရင်ယူလာခဲ့ပြီးပါမယ်။အဲ့ဒါဆိုကောင်းပြီ။မနှက်ပြန်မနှက်သွားဖို့ပြင်လိုက်တော့ ပြီးတော့မင်းပြန်လာတဲ့အချိန်ပတ်စံကုန်ပြီးမယ်။ခုတော့ပတ်စံနဲ့နေယူသွား။လမ်းမှာမင်းလုံလိမ့်မယ်။ညအော်ကြီးကိုမကားဆဆန်းရေးချူဖို့လက်ခံပြီးအိမ်ကိုပြန်လာခဲ့ပြီးဖာတီမာကိုပြောပြပါတယ်။ဖာတီမာလည်းအရန်ကိုပြောသွားပြီးမနေ့ပြန်ကြတော့အလီကသွားဖို့ပြင်ဆင်နေခဲ့ပါတယ်။နောက်နေ့မနက်အလီမကားသွားဖို့အိမ်ကနေထွက်လာခဲ့ပါတယ်။အလီကဆဆန်းအရေးယူလာရင်သူ့ရဲ့စီးရဲကြက်တဲမှုတွေအကုန်လုံးပပျောက်နိုင်ဖို့ပတ်စံရမယ်ဆိုတဲ့အတွေ့နဲ့မကားကိုသွားခဲ့ပါတယ်။ အလီမကားရောက်သွားတော့ပပက်လေရှိခိုးပြီးစစံအယူယူခဲ့ပါအလီဟာမကားအောင်လာတော့ကတယောက်တည်းမို့ပြန်လာတော့လေသူတယောက်တည်းပါပဲသူပြန်လာတော့လမ်းမှာအလာထဆူတောင်းနေတဲ့ငှက်လေးတွေကိုတွေ့ပါအလီလည်းငှက်တွေနဲ့အတူအလာတဲ့ဆူတောင်းရှိခိုးပြီးပြန်လာတော့လမ်းချောပုတ်ထဲမှာအတန်တစ်ခုကြားလိုက်ရပါရေလေးတိုက်ကြပါအောင်ရေစာလို့လေဘင်းတွေခြောက်နေပြီးကုညီကြပါအောင်ဥိဥိရဘာတူလဲဒီလိုအခြေအနေနဲ့ဘယ်ရလာလဲ ဦးကြီးကဒီနာရွာပါဦးကြီးမျက်လုံးမမြင်ရအောင်အစာရှာရင်ရွာရဲ့အဝေးကိုရောက်လာတာဦးကြီးလမ်းပြောက်သွားလို့ရေးစာနေရေလီနည်းနည်းတိုက်ပါအောင်ဖျားရှင်ကောင်းချီးပေးပါလိမ့်မယ်ငါဘယ်လိုလုပ်ရပါမလဲတောက်ချာရေလည်းမပေါင်းငါမှဦးလေးငှက်အုပ်တွေယူသွားမယ်ဒီစစန်းရေပဲရှိရေကိုဒီဦးကြီးကိုတိုက်လိုက်ဟိုဦးလေးကိုဘာပြန်ပြောရမလဲဒီရေကဆင်းရဲပြီးလိုအပ်နေတဲ့သူတွေအတွက်ပဲဒီရေစာနေရဲ့ဦးကြီးကိုဒီပုံစံနဲ့ထားခဲ့လို့မရဘူး ငါဥယျုံရေးတိုင်းမှာပဲဟိုဘဥလေးကိုရေးမယူလာနိုင်ခဲ့ဘူးလို့ပြောလိုက်မယ်ဝင်းဝေရှာကငါကန်ကြမာတွေမှာမပါဘူးထင်ပါရဲ့အဲ့နော်အလီကဥဟီကိုစံစံအရေးတိုက်လိုက်ပါသူလည်းရေးစာပြေသွားပါဥဟီကလည်းကျေးဇူးတင်စကားပြောလိုက်ပါတာတာဥဟီရေးစာပြီးအချိန်ကြီးဆိုးရနေချိန်မှာကုညီခဲ့တယ်ရေးတိုက်ခဲ့တယ်ဖခင်ကျေးဇူးကြောင့်တာတပွားလုံးပျော့ပျော့ရွှင်ရွှင်နေရပါစေဒီနေ့တာဥဟီလိုမျက်မမြင်လို့ကုညီခဲ့လို့ ။ဝီတောက်တခုခုပေးခြင်းနဲ့ဒီအိလေးတခုတောက်ပေးခြင်းနဲ့ဒါအောင်အိမ်ရောက်မှဖွင့်ကြည့်ပါ။ဦဦကိုကျွန်တော်အိမ်ပြန်လိုက်ပို့ပေးမယ်။ဦတယောက်တည်းဘလို့ပြန်มาလဲ။ရရဲတာလေ။ဦကိုဟာကိုသွားလိုက်မယ်။ဒါလည်းအချိန်မှန်အိမ်ပြန်ရောက်ရမယ်မလား။ဒါမိမဖာတီမာတောက်စောင့်နေလောက်ရောပေါ့။အလီဟာသူ့အိမ်ကိုပြန်ရောက်လာခဲ့ပါရင်ပြန်ရောက်ရင်ဥလေးကိုဘာပြန်ပြောရမလဲဆိုတာတလန်းလုံးစဉ်းစားခဲ့ပါရဲ့။ရန်ဇန်ရဲ့နောက်ဆုံးရှက်ဖြစ်နေတဲ့အတွက် ပြန်လာခက်လို့လည်းမရပါဘူး။အင်းနေကိုသူပြန်မရောက်နိုင်ပါဘူး။အလီဟာစိတ်ပြတ်ပြီးရွာကိုပြန်လာပြီးဆရာကားစီကိုတွားလိုက်ပါ යි ။ဆရာကဟိုနေ့ကဆရာနဲ့စကားပြောနေရောထိုင်ပြီးနားထောင်နေတဲ့ဦးလေးကိုတွေ့မိသေးလား။ဘယက်ဦးလေးလဲ။ငါ့စီမှာငါခွင့်ပြုချက်မရမချင်း။ရင်းကောင်တကောင်တော့မလာနိုင်ဘူး။ဘယက်ဦးလေးကလာထိုင်ပါလဲ။ဒီမှာဘသူမှမလာ။အဲ့ဒါဆိုဦးလေးကဘယက်သွားလဲ။သူဒီမှာပြန်တွေ့မယ်လို့ကျွန်တော်ပြောခဲ့ရလေ အလီဟာနေရအနှံ့အဲ့ဒီငှက်ကိုလိုက်ရှာခဲ့ပိုင်းဒါပေမဲ့အဲ့ဒီငှက်အိုကျိုဘယ်မှမရှာမတွေ့ခဲ့ပါဘူးအလီလဲစိတ်မကောင်းဖြစ်ပြီးအိမ်ပြန်လာခဲ့ပိုင်းသူဟာသူ့ဇနီးကိုအဖြစ်ပြက်တွေအကုန်ပြောပြခဲ့ပိုင်းအဲ့ချိန်မှာဖာတီမားကလည်းပြန်ပြောလိုက်ပိုင်းရှောက်တာကျမပြောတာနားထောင်ရှင်ရေတိုက်ခဲ့တဲ့နေရာရှင်ကောင်းတစ်ကောင်းတော့မလာနိုင်ဘယ်ဦးလျက်လားထိုင်ပါလဲဘာနမဲမှအဲ့ဒီအဖို့ကိုမပြောခင်မဟုတ်ဘူးသူကိုယ်တိုင်နေရဲ့ဖာတီမားနေ့ကိုစောင့်နေလောက်ပြီလို့ပြောတယ် ပြီးတော့ D8 baby အိမ်ရောက်မှဖွင့်ကြည့်လို့ပြောသွားတယ်။ဒါပါရင်ဖြစ်နေရလဲ။ရှင်အိမ်ဖွင့်ကြည့်အောင်ဒီထဲမှာပါလဲ။ဘာလို့အဲ့ဒီငတ်အိုကြီးကပေးရလဲ။အလီအဲ့ဒီအိတ်ကိုဖွင့်ကြည့်လိုက်ပါ යි ။ဟဲ့ဖာဒီမဒီထဲမှာပတ်စံတသိန်းရှိရဲ့။တသိန်းရဟိုဦးလေးကမက်ကနေရေယူလိုက်ပေးမယ်လို့ပြောတယ်ငွေလေ။အဲ့ဒီဦးရတတော်လုံးနဲ့အောင်ရှာခဲ့။ဒါပေမဲ့ဘယ်မှမတွေ့ခဲ့ဘူး။ဒါပေမဲ့ဒါကဖះရဲ့ကျေးဇူးတော်ဆိုတာကျမတည်သွားပြီ။ရှင်ဖះကမယုံကြည်ပေမဲ့ ရှင်ရဲ့တနာတတဲ့စိတ်ကိုကြည့်ပြီးရှင်ရခဲ့တဲ့ရလက်ပဲဒါကဖះရှင်စမ်းကြင်မှုပဲအဲ့ဒါတွေအကုန်လုံးဖះရှင်ဖန်ဆင်းခဲ့တာရှင်ရလိုအပ်တဲ့သူတွေကူညီခဲ့တယ်ဖះရှင်ကိုစမ်းသပ်ခဲ့တယ်အဲ့ဒီစမ်းသပ်မှုမှာရှင်ရမမမမရက်တည်နိုင်ခဲ့ကျမတို့ဖះကိုကျေးဇူးတင်တဲ့ဖះဟာအဖိုးအဝံဆောင်ပြီးနှက်သားလိုလာတယ်ကျမတို့စည်းရဲမှုတွေပပပြောင်လုပ်ခဲ့တယ်ဟုတ်တယ်ဖာတီမအဲ့ဒါနေ့ရဖះရှင်တန်းဆွတ်တောင်းမှုရရှာလက်ပဲ နေရအမြဲစည်ရင်အမှန်နဲ့ဆူတောင်းတယ်။အဲဒါကြောင့်သူကနေရရထိုက်တဲ့ရလက်ကိုပေးခဲ့တာ။အခုငါဖျားရှင်ပေါ်မရင်ရင်တော့ယုံကြည်မှုရှိပြီ။အရှင်ကျွန်တော်ကိုခွတ်လွတ်ပါ။ကျွန်တော်အရှင်ရဲ့တကောမတိနားမလဲခဲ့ဘူး။အရှင်ကအရာရာတိမြင်နိုင်တဲ့သူပါ။အရှင်ကကုတ်ကလေးတွေရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတယ်။အရှင်ဟာအယံကိုကောင်းပြီးအယံကိုကျေးဇူးကြီးရဲ့သူပါ။အိန္ဒိယစပြီးဖျားရှင်ပေါ်မရင်ရင်ပဲယုံကြည်လာပါဦး။သူလည်းနေတိုင်း က်ကျစ်သွားပြီးရှစ်ခိုးပါရင်ဖီးယားရဲ့ကျေးဇူးကြောင့်မကြခင်မှာသူတို့တားတရသမီးပြောက်ရလာခဲ့ပါရင်အလီရဲ့အိမ်မှာလည်းပျော်ရွှင်မှုတွေရောက်လာခဲ့ပါအောင်ရယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင့်။